မင်္ဂလာပါရှင်ကျွန်မယခုပြောပြမှာကတော့ဂျွန်လ၈ရက်ကနေဂျွန်လ၁၄ရက်တွင်ခုနှစ်သားသမီးလေးဒီရှောင်းရံဆောင်းရံလေးကိုပြောကြားပြီးမှဖြစ်ပါတယ်ကောင်းနာလေးတွေရတော့အောင်လဲဆောင်းရက်စေးခြင်းမာရဲအညံလေးတွေမဝင်အောင်လဲပြောတဲ့အတိုင်းနည်းနည်းလေးအညံလေးတွေထုတ်လိုက်မယ်ဆိုရင်လောကကြီးမှာ ဘာမှမရဘူးဆိုတာမရှိပါဘူးရှင်။ကံကောင်းခြင်းတွေပိုင်ဆိုင်သွားမှာဖြစ်ပါတယ်။ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ်။ mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်။တိဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner ။ကျွန်တော်ညီသားသမီးတွေဖို့ဒီတစ်ပတ်တွင်းမှာပညာရေးနဲ့ပတ်သက်ပြီးအဆင်ပြေခြင်း မိမိလိုချင်တဲ့အကြောင်းကိုရခြင်း scholarship ပြည့်ရခြင်းဆိုတဲ့ကံကောင်းခြင်းစကားကောင်းညီကြားတတ်ပါလေရှင် လူကြီးတွေဖို့လဲဂုံသိက္ခာနဲ့ချင်းပေါ်ကြော်ကြားမှုဟိုမိုတိုးတက်လာမဲ့ကာလဖြစ်ပါတယ်မီဒီယာလုပ်ငန်းများစာပေရေးသားခြင်းများစာအုပ်ထုတ်ဝေဒါများစသည့်ကိစ္စတွေအကျိုးပေးနိုင်တဲ့ကာလဖြစ်ပါတယ်ငွေများဝင်လာတဲ့ အတူထွက်တာတွေကလည်းနှစတိုးပြီးထွက်တတ်ပါရဲ့ရှင်။ရသမြငူရလည်းအကျိုးရှိအောင်သုံးနိုင်တဲ့နေရာမျိုးမှာသုံးတဲ့မှာလေ။ထို့အတူပဲဒဇုံတယောက်စီကငွေကိုယူမိတာမျိုးလေဒီတစ်ပတ်အတွင်းမှာ မလုပ်တတ်ပါဘူး။ကျမ်းမာရေးဆေးစစ်တာကိုလေဒီတစ်ပတ်အတွင်းမှာဆင့်ရင်ဆေးမာခြင်းအစာမာခြင်းဆိုတဲ့ကိစ္စတွေပေါ်ပေါက်တတ်ပါလေ။ စာရုပ်စာရလက်မှတ်ရေးထိုးခြင်းအမှားယွင်းတွေ့တတ်ပါတယ်။ဒါကြောင့်လည်းဒီတပတ်တွင်မှာတနင်္ဂနွေသားသမီးတွေဖို့ပညာရေးနဲ့ပတ်သက်ပြီးကောင်းနာကတစ်ခုလွှဲပြီးကျန်းနာလေးတွေနဲ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 စဉ်းစားပြီးမှလှုပ်တက်ပါတယ်။ဒီတပတ်တွင်မှာဘာမှမလုပ်ပဲနေတာအကောင်းဆုံးရှိတဲ့ခြေတာဖြစ်ပါတယ်ရှင်။ရေးကြည့်တဲ့ကိစ္စတွေမဆောင်ရွက်တဲ့ကာလဖြစ်ပါတယ်။ထို့အတူပဲငွေတွေကလည်းထွက်လိုက်တာ ရေကိုခတ်ချိုးလိုက်တယ်လို့ပဲရှင်ဖြစ်သွားတတ်ပါတယ်အเจ้าမေကိုငွေတွေကုန်နေတဲ့ကာလဖြစ်ပါတယ်ဒါကြောင့်လေရွေရွယ်သူတွေအချီရေးတွေအိမ်တော်ရေးတွေပတ်သက်ပြီးစိတ်လဲအနည်းငယ်စိတ်ညစ်ရတဲ့ကာလဖြစ်ပါတယ်မိမိမိသားစုထဲမှာတနင်းနာသမီးအငယ်ဆုံးလေးဖြစ်ရင်သူလက်တစ်ဖက်နာတတ်တယ်တိတိချာချာကျူးဆိုင်လိုက်ပါ ခလေးငယ်လေးကို စေးဆရာဝန်တက်ကျွန်းတဲ့လူနဲ့ပြတ်တက်လိုက်မှကံကောင်းပဲခလေးဖြစ်ပါရဲ့ရှင်။ကံကောင်းတဲ့နံပါတ်လေးကတော့၄ကဏ္ဍ၊၇ကဏ္ဍ၊၉ကဏ္ဍဖြစ်ပါရဲ့။ကံကောင်းတဲ့အကြောင်းလေးကတော့ဒီတစ်ပတ်တွင်းမှာကံကောင်းနေဆိုတာကိုယ့်ရဲ့ကံကိုအကျိုးပေးတာပေါ့။နည်းနည်းလေးလုပ်ရင်များများကြီးဖြစ်တတ်တယ်မို့။ဒီချိန်မှာသူ့အတွက်ဒီပစ္စည်းလေးဆောင်သွားရင်သူ့ဘာအောင်မြင်မှုကိုရရှိသွားတတ်တယ်။ဒါမှမဟုတ်ငွေကိုရရှိသွားတတ်တယ်ဆိုတဲ့အကြောင်းအရာလေးဒါကံကောင်းတယ်လို့ပြောပါရည်။ ဒါကြောင့်လဲတန်ကောင်းတော့သူ့အတွက်ဒီတပါလွင့်မှာအသုံးပြုမဲ့ဆိုရင်အစင်းရောင်နုနုသို့မဟုတ်မန်နီကောလာမန်နီကာလာလို့ခေါ်မှာပေါ့ရှင်တော့ဒေါ်လာမရှိတဲ့အယောင်လေးတစ်ခုအဲ့ထဲမှာဆောင်းသွားခြင်းအင်တာဗျူးဖြေဖို့သွားခြင်းနော်အလုပ်ကံအတွက်သွားခြင်းများနော်တကယ်လို့ဒါအင်တာဗျူးဖြေမဲ့ဆိုရင်လဲအဲ့ဟာလေးကိုဆောင်းသွားမဲ့ဆိုရင်အဲ့ဒီအင်တာဗျူးကသူ့အတွက်အောင်မြင်စွာပြောဆိုနိုင်တဲ့ အင်တာဗျူးလေးအောင်မြင်မှုရမယ်အင်တာဗျူးလေးတခုဖြစ်ပါတယ်ရှင်ဒါကြောင့်လေတနင်္ဂနွေသားသမီးတွေဒီတပတ်တွင်းမှာကံကောင်းသွားအောင်မိမိရဲ့မွေးနံ့တောက်မှာအုံးဒီလေး6စိတ်ကိုစကားလေးပေါ်မှာထက်ငပြောရွက်ခင်းပြီးလှူလိုက်မယ်ဆိုရင်ဒီတပတ်ကစပြီးတနင်္ဂနွေသားသမီးတွေကံကောင်းခြင်းငွေများဝင်လာပြီး အဖတ်တင်ခြင်းများကြုံတွေ့ရမယ်ကာလဖြစ်ပါရဲ့ရှင်။တနင်္လာသားသမီးတွေဖို့ဒီတစ်ပတ်တွင်မှဂျွန်လ၈ရက်ကနေဂျွန်၁၄ရက်တွင်မှနေရာထိုင်ခြင်းအိမ်ကိစ္စအလုပ်ကိစ္စတွေစိတ်တိုင်းမကြတာတွေတွေ့ကြုံရတတ်ပါတယ်။ရတဲ့နေရာကိုမလို့ခြင်းတဲ့နေရာတွေဖြစ်တတ်တဲ့အပြောင်းလဲဖြစ်တဲ့ကာလလည်းဖြစ်ပါတယ်။ မဖြစ်မနေပြောင်းရမယ့်ကိစ္စတွေလည်းပေါ်ပေါက်လာတာကြောင့်ပြောင်းတော့ပြောင်းရမယ်စိတ်တိုင်းမကြတာမျိုးတွေဖြစ်တတ်တယ်ဒီတစ်ပတ်တည်းမှာတော့နည်းနည်းတန်းကြီးခံပြီးရှိတဲ့နေရာမှာခဏနေလိုက်ပါနောက်တစ်ပတ်ကျမှအပြောင်းလဲလောက်တာမျိုးနောက်တစ်လကျမှအပြောင်းလဲလောက်တာမျိုးကိုတနင်္လာသားသမီးတွေလုတ်ကင်လိုက်ရင်ကန့်ကောင်းသွားပါလိမ့်မယ်ထို့အတူပဲအလုတ်ကိစ္စတွေမှာဝေခွဲမရပဲတွေ့ဝေမှုနေတဲ့ဒီအချိန်ကုန်တတ်ပါတယ်ငွေကြီးကတော့ ကိုထင်မှန်းတလောက်ဝင်ငွေမရရှိတတ်ပါဘူးဒါပေမဲ့လေအကြောင်းအရာတစ်ခုကိုဖြည့်ရှင်းနိုင်တဲ့အထိအထူးသဖြင့်ကိုအခန်းလေးသဘောချပြနိုင်မှုဖြစ်အလုပ်လေးစတင်လုပ်ဖို့တိတိတော့ငွေချေးဝင်လာနိုင်မှုကိန်းရှိပါတယ်ရှင်တကယ်လို့များအနှွေးတဲ့အင်ဂျီလေးတွေအနှွေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေပိုင်ဆိုင်ခွင့်ရရှိတတ်တဲ့ဥပမာယူနီအိုဆိုလဲကျွန်တော်တို့အပူတက်ပေးထားပြီဟုတ်လားမနော် အားလေးတွေဝင်လာမဲ့နမိတ်တွေ့ရင်ကံကောင်းတော့တတ်ပါလေကိုလုံချင်တဲ့အရာကိုဒီတပတ်တွင်းမှာနည်းနည်းတဲကြီးမခံမဲနဲ့ဆက်လုပ်လို့လေအောင်မြင်မှုရတတ်ပါလေထူးသဖြင့်ဒီနမိတ်ကကံကောင်းတဲ့နမိတ်ဖြစ်ပါလေလို့အဆိုရှိပါတယ်ရှင်ဒါကြောင့်လေကံကောင်းတည်တဲ့ကောင်းသွားအောင်ကိုဝင့်နေကြအင်ကြီးကိုမြန်နိုးနေတဲ့အင်ကြီးကိုကြိုက်နေတဲ့အင်ကြီးလေးတစ်ခုကိုတခြားတနင်းနာသားသမီးလေးတယောက်ကိုပေးကမ်းလိုက်ပါရှင်။ သူ့ဖို့လည်းအန္တရာယ်မရှိဘူးရှင့်နော်သူ့ဖို့လည်းအန္တရာယ်မရှိပါဘူးသူ့အတွက်လည်းကိုယ့်အတွက်လည်းကိုယ့်အတွက်ကံကောင်းသွားနိုင်တာဖြစ်ပါတယ်ဒါကြောင့်လဲပြိုရဲသူတွေဖို့ခုကိုကမ်းလှတဲ့လူ2ယောက်3ယောက်ရှိနေတာအကြောင်းဝေခွဲရခက်နေတဲ့ကာလဖြစ်ပါတယ်ဒီတစ်ပတ်တွင်းမှာတော့ဘာမှမစင်စားပါနဲ့အောင်ရှင်ကျမ်းမာရေးနေဖြစ်မတော်တဆချော်လဲလို့အယိုးအစ်စ်ထိခိုက်တာရတတ်ပါတယ် မိမိသားသမီးတဲ့မှာဒီနှစ်ထဲမှာတနင်္ဂနွေသားသမီးလေးတယောက်ရှိရင်တော့ထမင်းစားရင်ဂူးဆိုင်လိုက်ပါထမင်းသီးတာနေပြီးတော့ဒုက္ခပြီးတော့တက်တဲ့အချိန်ကာလလေးဖြစ်နေပါတယ်တနင်္နာသားသမီးတွေရဲ့သားသမီးတဲ့မှာတနင်္ဂနွေရှိဆိုလိုပါတယ်เนาะဒါကြောင့်လဲအညာခိုက်တွေပြေပြောက်သွားအောင်အဲ့ဒီခလေးလေးကိုလဲအယောင်နှုတ်နှုတ်လေးတွေကိုဒီတစ်ပတ်တွင်းမှာဝစ်စင်ပြေးထားခြင်း အနေရောင်ကိုလုံးဝမတုံးချင်းများပြုတ်လုပြီးလိုက်ပါကံကောင်းတဲ့နံပါတ်လေးကတော့၄ခဏခုနှစ်ခဏကိုးခဏလေးတွေဖြစ်ပါတယ်ကံကောင်းတဲ့ကံကောင်းတော့အောင်တနင်္လာသာသမီတွေဟာတနင်္လာနေ့တရက်လောက်ပါအိမ်ကဖျားတော့၎င်းဖျားတဲ့စီရဲ့တနင်္လာတောင်းမှတော့၎င်းကြံလေးတွေကိုအပိုင်းပိုင်းရှင်းပြီးကြံပန်းကင်လေးလှူထမ်းလိုက်ပါရှင်ကံကောင်းခြင်းတွေပိုင်ဆိုင်သွားမှဖြစ်ပါတယ် အင်္ဂါသာသမီးတွေဖို့ဒီနှစ်ကညနေပြောရင်ဒီနှစ်မှာအင်္ဂါသာသမီးကတစ်နှစ်လုံးကံကောင်းမဲ့အချိန်ကာလအောင်မြင်မှုရရှိမဲ့ကာလငွေကြေးတွေပြည့်စုံမဲ့ကာလလို့ပြောလို့ရပါမယ်ဒီတပတ်အတွင်းမှာတော့အင်္ဂါသာသမီးတွေနည်းနည်းလေးညံ့ပါလေကားလုပ်ငန်းလုပ်နေတဲ့လူတွေလမ်းတဝက်မှာကားမတော်စထိခိုက်ဒဏ်ရတာမျိုးခရီးဝေးသွားနေတဲ့ကားမျိုးဆိုရင် မကြာခဏအပြည့်စည်တာတွေမကြာခဏအနေပြေးတာတွေကြုံတွေ့ရတဲ့ကာလဖြစ်ပါတယ်အတတ်ပညာတစ်ခုကိုထပ်မံသင်ကြားရင်အင်္ဂါသာသမီးတွေအောင်မြင်မှုရရှိတတ်တဲ့ကာလဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်ရင်အင်္ဂါသာသမီးတွေဒီနှစ်ထဲမှာ ဘာစာမွေးဖြစ်ဖြစ်ဘာအင်တာဗျူးဖြစ်ဖြစ်အကောင်းဆုံးဖြစ်နိုင်တဲ့ကာလဖြစ်ပါတယ်ဒါကြောင့်လေအင်္ဂါသာသမီးလေဒီတပတ်တွင်းမှာမဟုတ်ဘူး အမြဲတမ်းကန့်ကောက်ဖို့အတွက်ကစာကြည့်တဲ့အခါမှာမြောက်ရက်ကိုလှည့်ပြီးစာချက်မင်းအင်တာဗျူးဖြစ်မယ်ဆိုလို့ရှိရင်လည်းအဲ့ဒီအမြောက်ရက်ကိုစာချက်မယ်ဆိုရင်သူ့ရဲ့တေစာအရက်ဖြစ်တဲ့အတွက်သူ့ချက်တဲ့စာတွေနဲ့သူ့မီးတဲ့မီးခွန်းနဲ့တိုးသွားတာမျိုးအောင်မြင်မှုမျိုးရရှိသွားနိုင်ပါတယ်လုပ်ငန်းနဲ့ပတ်သက်တဲ့အကြံစီများလဲအောင်မြင်မှုရရှိနိုင်တဲ့ကာလဖြစ်ပါတယ် မိမိကိုတကယ်ချစ်တဲ့လူကဒီတစ်ပတ်တွင်းမှာကန့်လန့်ပါလိမ့်မယ်ရှင်မငင်းလိုက်ပါနဲ့ထာရဝကံကောင်းနိုင်တဲ့အချစ်သူအကောင်းဆုံးဖြစ်တတ်ပါရဲ့ကန့်လန့်နေမှာလဲကုဖို့တဲ့แน่แน่လေးငယ်တဲ့လူဖြစ်နေတတ်တယ်ငယ်တဲ့လူဆိုရင်လဲပိုကောင်းပါရဲ့ကလေးငယ်တဦးမိမိမိသားစုထဲမှာ မောင်ကြီးနှမကြီးထဲမှာဘုတ်ထူသားသမီးလေးပါခဲ့ရင် မတော်တဆထိခိုက်ထန်ရတတ်ပါလေသူ့အတွက်ယေရှုပြီးအညာဖျားမှာပဲရေလေးကိုမကြာခဏလှူပေးလိုက်ပါအင်္ဂါသားသမီးတွေကံကောင်းတဲ့နမတ်ကတော့နှစ်ခဏလေးခဏ၃ခဏဖြစ်ပါတယ်ကံကောင်းတဲ့အယောင်လေးကတော့ရွှေအိုယောင်လေးပဲဖြစ်ပါတယ်ရှင်ကံကောင်းတဲ့ကံကောင်းသွားအောင်ဘုန်းကြီးကျောင်းတစ်ချောင်းကိုတွားပြီးအနည်းကထိုင်းဆိုတဲ့ ဖုံဖုံနေဖျားရှိခိုးတဲ့အခါပြီးဒီကျွတ်တဲ့ကထိုင်မှုအနည်းကထိုင်လေးတစ်ခုသွားလှူပြလိုက်ပါရှင်အင်္ဂါသားသမီးတွေအလိုလိုကိုဖုံးတိုးတက်သွားမှဖြစ်ပါတယ်